ပြောတဲ့စကားကိုဗီဒီယိုကိုတေးသေးချာချာရေးရေးလေးလေးနားမထောင်မင်းနဲ့ကျမကိုမလေးဘာလဲဘာလဲလို့မေးတာမြန်မာမုံလို့ဖြေတာဘာစူးစမ်းလဲဆိုတာနိုင်ငံသားမှာနိုင်ငံသားမှာမြန်မာပြည်မှာဆိုရင်တော့ဟုတ်တယ်ဘာလူမျိုးလဲဆိုကရင်မုံဒီလိုပြောမှာဒါပေမဲ့နိုင်ငံသားမှာကျတော့ဟဲမြန်မာလားလို့မေးဟုတ်တယ်မြန်မာငါတို့နိုင်ငံသားလားဒီလိုစိတ်နဲ့မေးကြတာတိလား ဒီလိုစိတ်နဲ့မေးကြတာမင်းကြီးနိုင်ငံသားမှာနိုင်ငံသားမှာတယောက်နဲ့တယောက်နဲ့တွေးကြလို့မေးကြတယ်ဆိုတာဟဲ့မြန်မာလားလို့မေးတာမြန်မာနိုင်ငံသားလားလို့ဒီလိုစိတ်နဲ့မေးကြတာကချင်ကရကရင်ချင်းဗမာမော်ရခိုင်ရှောင်းမေးတာမဟုတ်ဘူးကျွန်မတို့ဆိုဒီလိုပဲထိုင်းသွားတယ်ပေါ့ဥပမာထိုင်းရပုံများတယ်လေဟာကလေးတွေတွေ့တယ်ဆိုလို့ရှိရင်လေအိုးကြီးဒီမှာမြန်မာကလေးတွေတွေ့တယ်ဆိုကျွန်မတို့ကလေ အတင်းခေါ်ပြီးကိုယ်နိုင်ငံသားကလေးတွေဖြစ်တဲ့အတွက်မုတ်ဖိုးတွေပေးတယ်ကျွန်တော်တို့အတခါတည်းစိတ်ခွန်အားတွေပေးတယ်မြန်မာလားဆိုတာနိုင်ငံသားကိုကိုစားပြုပြီးမေးတာနိုင်ငံသားမှာမြန်မာပြည်မှာမေးတယ်ဆိုရင်တော့ဟုတ်တယ်တင်လာတေးသေးချာချာဗီဒီယိုကိုဂါဂါနာနာအချမကျညာစီသူထမိန်အန်ဒီရေနော် အာသူထက်တိသူထက်တော်သူလောက်တက်တာမရှိတော့ဘူးဘယ်ပွဲဆိုသူပါလဲဘယ်အကြောင်းရမဆိုသူဖြည့်ရှင်းတယ်နောက်ပြကြရင်သူမဟုတ်ပါဘူးကွကဲနောက်ပြကြရင်သူမဟုတ်ပါဘူးဆိုတော့ evidence တမောက်ယူလာခဲ့နောက်ပြကြရင်ကျမကပြောပြီးသမျှစကားတွေကိုနောက်ပြကြရင်သူမဟုတ်ပါဘူးဆိုတော့ evidence ကိုယူလာခဲ့ evidence မပြနိုင်ရင်တရားရုံးကစကားပြောမယ်ကျမတကြံအမြောက်မဟုတ်ဘူးနော်အယ်မွန်တင်တမိုင်းကြောင်းကိုစုံစမ်းကြည့်လိုက်အယ်မွန်တင်ကတကြံအမြောက်မဟုတ်ဘူး အာချောင်ပြီးတော့မှအာအာရရအာချောင်နေတဲ့သူမဟုတ်ဘူးဆိုရှယ်ပေါ်မှာကျမရက်တည်နေတဲ့အနေထားတရက်ဟာ ကျမကြောင့်မလို့ဘယ်စကားအစိမ့်မှကျမမခက်ခဲ့ဘူးဘူးသူတိသူတက်လို့ကျမကိုပြောတာဒီကျမကယ်ရီယာကျမတက်ကျွမ်းတဲ့ပညာကိုကျမတကယ်တက်လို့ကျမတကယ်ပြောတာဟုတ်လားဆိုတော့ ချင်းချင်းကိုရင်းကတိကြလို့မလို့အချင်းချင်းနေပြောကြလို့မလို့ဆိုလို့ရှိလို့ရှိရင်တော့ဗမာလားလို့မင်းတော့ဗမာမဟုတ်ဘူးကချင်းကညာကရင်ချင်းဒီလိုဖြစ်မှာပေါ့ဟေးမြန်မာလားဟေးမြန်မာတော့မြန်မာလားဆိုရင်နိုင်ငံကိုမေးတာပါ လူမျိုးကိုမေးတာမဟုတ်ပါဘူးအဲ့တော့ကျမတို့တွေကဘာဖြစ်လို့လူမျိုးဆွေးတွေအရန်အဆွဲကြီးတာလဲဘာဖြစ်လို့လူမျိုးဆွေးတွေအရန်အဆွဲကြီးတာလဲ ကျမတို့တွေကအကုန်လုံးတသွင်းတဲ့တပါးတဲ့တနိုင်ငံထဲမှာနေတဲ့သူတွေပဲမဟုတ်ဘူးလားကျမတို့တရုတ်မှာဆိုလဲလူမျိုးခွဲတွေအများကြီးရှိတယ်ဟုတ်လားကလားမှာဆိုလဲလူမျိုးခွဲတွေအများကြီးရှိတယ်ကျမတို့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာပင်မလူမျိုးကြီးရနေပြီးတော့မှကျမတို့လူမျိုးခွဲတွေအများကြီးရှိတယ်ဒါပေမဲ့ကျမတို့ကနိုင်ငံကိုစားပြုတဲ့လူမျိုးနိုင်ငံကိုစားပြုတဲ့နာမည်ကိုပဲသုံးပါတယ်အဲ့တော့ဗမာဆိုတာကလည်းနော် ဗမာဆိုတာကလည်းကချင်ကညာကရင်ချင်းဗမာမွန်ရခိုင်ရှက်ဗမာမြန်မာဆိုတာကနိုင်ငံမှာပြည်အောင်စုမြန်မာနိုင်ငံတော်ကြီးမြန်မာဆိုတာနိုင်ငံမှာအဲ့တော့ကျမတို့ကနိုင်ငံသားမှာတွေ့ကြတယ်ဆိုမြန်မာလားဆိုတာကိုယ်နိုင်ငံသားတွေကိုဒီလိုမျိုးမီးတာပါလူမျိုးကိုသိချင်တာမဟုတ်ဘူးအဲ့တော့ဘာဖြစ်လို့ဒီတိုင်းရင်းသားဝါဒဆိုရင်ယူအရန်ဆွဲကင်ထားရတာ ဟုတ်လားကျမတို့တွေကတယောက်နဲ့တယောက်နဲ့ယဉ်ကျေးမှုတွေဖလှယ်ပြီးတော့မှကျမတို့တွေရှောင်းခေါက်ဆွဲဆိုလဲကြိုက်တာပဲကျမတို့ဆိုကရင်ကရင်တာလဘောဆိုလဲကြိုက်တာပဲဟုတ်တယ်နော်ဟာမိုနီရဲ့ငနန်ဟင်းဆိုလဲကြိုက်တာပဲကျမတို့တွေဟုတ်လားရှမ်းကခေါပုတ်ဆိုလဲကြိုက်တာပဲလीကျမတို့တွေကတသွီးနဲ့တသားနဲ့တနိုင်ငံနဲ့ရလူတွေမဟုတ်ဘူးလားချစ်ခင်စီးလုံးရမှာမဟုတ်ဘူးလားအဲ့တော့ငါတော့မော်မလို့ငါတော့ကရင်မလို့ရခိုင်မုတ်တီကျမတို့ကြိုက်တာပဲမဟုတ်ဘူးလား ဟလာငါတို့ကတော့ကချင်မလို့ငါတို့ကတော့ကညာမလို့အဲ့လိုတွေလက်သီးလက်မောင်းတန်းနေစရာဘာလို့လို့လဲအဲ့ဒါတွေကိုကပဲရပဲနဲ့ကတ်တွက်ပြီးပြောနေစရာဘာလို့လို့လဲမြန်မာလားမြန်မာဟုတ်တယ်မြန်မာနိုင်ငံသားဒါဆိုရင်ကျမမေးပါဦးမယ်အဲ့နိုင်ငံသားသွားတဲ့သူတွေနိုင်ငံသားမှာအလုံးလုံးနေတဲ့သူတွေဘာပတ်စပို့ကိုကင်ထားတာလဲဘယ်နိုင်ငံတော်အလန်နဲ့ဘယ်နိုင်ငံတော်တစိမ့်ပါတဲ့ပတ်စပို့ကိုကင်ထားတာလဲ အဲ့တော့ကျမကရင်ကျမနိုင်ငံသားမှာကျမကအကြောင်းတစုံတရာဖြစ်တယ်ဆိုရင်ငါကရင်လို့ပြောလို့ရလားပြောလို့မရဘူးမြန်မာမြန်မာမြန်မာငါမြန်မာဟုတ်လားငါကရင်လို့တော့ပြောလို့မရဘူးကျမနဗန်ချင်းခံရမှာပေါ့အဲ့တော့ရေးသားမြေသားနိုင်ငံရဲ့သားမှာကျမတို့တွေကနိုင်ငံကိုစားပြုတဲ့အတုံးတုံးကိုပဲတုံးတုံးရမယ် အကြောင်းတစုံတရာ ရှိလာရင် နိုင်ငံရဲ့ကာကွယ်မှုကိုရမှာဟုတ်လားနိုင်ငံရဲ့အကာအကွယ်ကိုရမှာအဲ့တော့ကျွန်တော်တို့တွေကမွန်ကချင်းကရင်ကညာနိုင်ငံသားမှာပြဿနာတစုံတရာတက်ရင်ဘယ်နိုင်ငံသားအနေနဲ့ပြဿနာဖြေရှင်းရလဲဘယ်နိုင်ငံသားအနေနဲ့နာမည်ဆိုးထွက်လဲ မြန်မာနိုင်ငံသားဟုတ်လားရုတ်တရက်နားထောင်လိုက်ရင်မှန်တယ်လို့လို့ねမြန်မာနိုင်ငံသားမုံလူမျိုးဒါပေမဲ့ကျမတို့ကရေးချားမိသားမှာတယောက်နဲ့တယောက်နဲ့မေးကြတယ်ဆိုဟဲ့မြန်မာလားဆိုမြန်မာပဲပေါ့နိုင်ငံကိုပြောတာလीအဲ့ဒါနိုင်ငံကိုမေးနေသူကလည်းနိုင်ငံကိုကိုစားပြုပြီးမေးတာပြီးတော့မှသာဟုတ်တယ်ကျမမွန်ကျမကရင် ျမတို့ဆိုမလို့အဖဲနေတောင်ကျမတို့ကရင်မှာကရင်မှာကျမတို့ဆိုမလို့အဖဲနေတောင်မပြောဘူးဟုတ်လားအဲ့တော့ passport နဲ့သွားတဲ့သူတွေဆိုရင်မြန်မာနိုင်ငံ passport နဲ့အကြောင်းတစုံတရာရှင်မြန်မာတန်ယုံနဲ့ပဲမြန်မာနိုင်ငံတော်ဆိုင်ရာတန်ယုံနဲ့ပဲကျမတို့ကဆက်သွယ်ပြီးလုပ်ရတယ်ဟုတ်လား no အဲ့တော့ جماعه ကို တဏ္ဍာစီဘုဒ္ဓမြတ်အန်ဒီရေနော်အာသူထတဲ့သူထတော့သူလောက်တက်တာဟုတ်မရှိတော့ဘူးဘယ်ပွင့်ဆိုသူပါလဲဘယ်အကြောင်းရမဆိုသူဖြည့်ရှင်းတယ်နောက်သူကြံသူမဟုတ်ပါဘူးကဲကဲဘာလူမျိုးလဲမိတာလေဆိုတော့ကျမပြောတာကဆွေးနွေးလို့ရတယ်အဆင့်တန်းရှိရှိဆွေးနွေး personally ကျမတို့တိုက်ခိုက်လို့မရဘူး ဲ့တော့ page တွေကနေပြီးတော့မှဘယ်နာမည်မဖော်ဘဲနဲ့ page အတူတွေနိုင်ငံခြားကနေထားတဲ့ page တွေကနေပြီးတော့မှ personal တိုက်ခိုက်တာတွေကိုအတူယူပြီးတော့မှရုပ်ကြီးအတန်ကြီးနဲ့ကျမော personal တိုက်ခိုက်ရင်တရားရုံးရောက်သွားမယ်နော်တရားရုံးရောက်သွားမယ်ကျမ career မှာကျမကျွမ်းကျင်တယ်ကျမတိလို့တက်လို့ပြောနေတာအဲ့တော့ဒီလောက်ပြောတယ်ဆိုရင်တော့မှ social မှာကျမတန်းစင်းပြီးပြောနေရပြီ။ ဲ့တော့မကျေနပ်ဘူးထပ်ပြီးဆွေးနွေးခြင်းသေးတယ်ဆိုရင်တရားရုံးတရားရုံးကိုချိန်လိုက်တရားရုံးမှာဆက်ပြီးဆွေးနွေးမယ်ဒါမှမဟုတ်ကျမကတရားရုံးမှာဆွေးနွေးဖို့စာပို့ပေးရမလားဒီအမိုင်းစာပို့ပေးရမလားစာပို့ပြီးဆွေးနွေးမလားကျမက personal ဒီလိုမျိုးပုံစံနဲ့ကျမက personal လာမတိုက်ခိုင်းနဲ့ကျမက ်အီနဲ့လူမျိုးတယောက်နဲ့တယောက်နဲ့ချစ်ခင်ကြဖို့ပြောထားတဲ့ဗီဒီယိုဖိုင်ဒီဗီဒီယိုဖိုင်ကကျမလူမျိုးရင်းအစိတ်ခတ်ပြီးပြောထားတဲ့ဗီဒီယိုဖိုင်မဟုတ်ဘူးတိုင်းရင်းသားအချင်းချင်းချစ်ခင်ကြဖို့နိုင်ငံကိုချစ်ဖို့လူမျိုးကိုချစ်ဖို့ကျမကကိုယ်နိုင်ငံကိုစားပြုတဲ့တိုင်းရင်းသားလူမျိုးတွေဆိုတဲ့အကြောင်းအရာကိုရှင်းပြထားတာကျမလူမျိုးရင်းသွေးခွဲစကားပြောထားတဲ့ post မဟုတ်ဘူးတရားရုံးမှာရှင်းစင်သလားပြော ဟမ်ဒီအမကြီးတရားရုံးမှာရှင်းညင်သလားလို့ပြောတော့နေရတကာပါတယ်ကိုစကားကိုကိုတာဝန်မြူနိုင်မှုအယ်မွန်တင်ပြောခဲ့တဲ့စကားလုံးတိုင်းအခုချိန်ထိ online ပေါ်မှာ social ပေါ်မှာအကုန်ရှိတယ်စင်းလုံးဝါလုံးတဲ့စကားကိုပြောခဲ့တာတခွန်းမှမရှိဘူးကျမပြောခဲ့တဲ့စကားလုံးတိုင်းဒီကျမပြောလိုက်တဲ့ video တိုင်း video တိုင်းမှာတခွန်းမှ ပညာမရလိုက်ဖဲနဲ့အလွတ်အာအာရာရာအာချောင်ကြီးပြောလိုက်တဲ့ဟာတခုမှမရှိဘူးအတွေးခေါ်ဖြစ်စေအသိအမြင်ဖြစ်စေဘဟုတုတ္တဖြစ်စေတခုခုပါသွားအောင်ကျမအမြဲပြောတတ်တဲ့သူမျိုးဒီဗီဒီယိုဖိုင်ရဲ့အစအဆုံးဟာလေနိုင်ငံဆိုတာဘာလူမျိုးဆိုတာဘာအဲ့တော့နိုင်ငံသားမှာဆိုရင်နော်ဘယ်လိုဆိုရင်ဟာကို ကျမကရှင်းပြထားတာအငင်းပွားစရာမရှိအောင်လို့ မျိုးတဖက်စွန်းရောက်တေကြမလို့မူရင်းရေးထားတဲ့စာရင်းသူတော်မှပဲသူ့ post ကိုဖျက်လိုက်ရတယ် why me အဲ့လိုမျိုးတွေဖြစ်လုံးအကြီးလို့ဒါပေမဲ့ကျမတို့တွေကဘလို့ပဲဖြစ်ဖြစ်အခုဆိုရင်ကလေးတွေနိုင်ငံခြားအောင်အရန်သွားတဲ့အချိန်မှာကျမတို့တွေက white ဖြစ်အောင်ကလေးတွေကိုတင်ပေးလိုက်ရမယ်အမြင်ချင်းမြောင်းလို့မရဘူးအဲ့တော့ဘာပဲဖြစ်ဖြစ်ကျမတို့ကနိုင်ငံကိုကိုစားပြုပြီးဖြည်တာဒါလင်းကျမတို့ကတခုခုဖြစ်လာရင်အကာအကွယ်ဒီနိုင်ငံရဲ့အကာအကွယ်ကိုရရှိမယ် တရားဝင်နီးလန်းနဲ့သွားတဲ့သူတွေတရားမဝင်နီးလန်းနဲ့သွားတဲ့သူတွေဟုတ်ပြီလားနော်အဲ့တော့တရားရုံးမှာဖြည့်ရှင်းခြင်းသလားဒါပဲပြောကျွန်မလေး125ဒီအဲ့တော့ကျွန်တော်တို့တွေကလေနိုင်ငံရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်ပုံကိုရေးပဲဖြစ်ဖြစ်စီးပွားရေးကိစ္စတွေပဲဖြစ်ဖြစ်ပေါ့ဘယ်အကြောင်းချင်းရဖြစ်ဖြစ်တယောက်နဲ့တယောက်နဲ့ဟာအကြိုက်ချင်းတွေထပ်တူကြဖို့ဆိုတာ ခဲရဲမှာတယ်နော်အဲ့တော့ကိုနဲ့အကြိုက်ချင်းမတူတိုင်းမှားနေတာမျိုးမဟုတ်ဘူးကိုနဲ့အကြိုက်ချင်းတူတိုင်းလည်းမှန်နေတာမျိုးမဟုတ်ဘူးတခါတလေကိုကလည်းမှားတဲ့ဘက်မှာရှိခြင်းရှိမှာတခါလေကျရင်ကိုကလည်းမှန်တဲ့ဘက်မှာရှိခြင်းရှိမှာအဲ့တော့ငါနဲ့ငါကြိုက်တာပဲမှန်နေငါကြိုက်တာပဲကောင်းနေရေလို့တော့ဒီလိုတော့မဟုတ်ဘူးနော်ကျမတို့ဆိုလူရင်းလေအမြင်နဲ့လူတယောက်ပေါ့ဥပမာနိုင်ငံကြီးခံယူချက်ပဲဖြစ်စေကျမတို့စီးပွားရေးပဲဖြစ်စေလူမှုရေးပဲဖြစ်စေအဲကျမတို့ဒီလို social media ပေါ်မှာမြင်နေရတယ်ဆိုရင်အော်ဒါလေးကတော့သူပြောတာမှန်တာပဲကျမတို့ကမကြိုက်ဘူး နော်ဒါပေမဲ့သူမှန်ရင်မှန်နေ။အိုးဒါလေးကတော့မဖြစ်တဲ့မူကျွန်မတို့အရန်ကြိုက်တယ်။ဒါပေမဲ့ဒါလေးကတော့မှားနေတယ်။ဒါလေးကတော့မဟုတ်ဘူး။နော်အဲ့တော့မှန်ခြင်းမှားခြင်းကိုလည်းကျွန်မတို့ကအစင်တန်းမြင့်မြင့်ပြောဆိုဆွေးနွေးတတ်ဖို့လိုတယ်။ရိုင်းရိုင်းဆိုင်ဆိုင်နဲ့ဆေးဆိုမိုင်းရိုင်းနေတာတွေကြတော့ကျွန်မတို့အဖြေလည်းမထွက်ဘူး။ရုပ်ရင်းစမ်းတမ်းနဲ့လူနေမှုဇယိုက်အစင်တန်းနဲ့နေကြတဲ့လူမှုပတ်ဝန်းကျင်တွေပဲဖြစ်စေတယ်။ အဲ့တော့လူတွေကအဲ့ဆဲတဲ့ post တစ်ခုခု post တစ်ခုအောက်မှာဆဲကြတယ်ဆဲကြတယ်ဆဲကြတယ်အဲ့တော့ဆဲတာ ਨੇ မှန်သွားပြီလားဆိုတော့အဲ့တော့အဲ့ဒီဆဲနေတဲ့အဆဲတွေအဆဲတွေအဆဲတွေကြားထဲမှာလေဘယ်သူကမှယဉ်ကျေးတဲ့စကားကိုဘယ်သူမှလာဝင်မပြောဘူးဟုတ်လားဆိုတဲ့ခါကျတော့အဲ့တော့လေတခါတလေကြာရင်ကျမတို့ကအကြောင်းချင်းရာတစ်ခုကိုဟိုဘယ်လိုခေါ်မလဲအစင်တန်းမြင့်မြင့်ပြောဆိုဆွေးနွေးတတ်ဖို့လိုတယ် နော်မကြိုက်တာနဲ့ဆဲမယ်မကြိုက်တာနဲ့ဗလိမ့်မယ်များများဗလိမ့်နိုင်ရင်များများဗလိမ့်ခံရတဲ့သူကမှားသွားတယ်လို့မျိုးအဲဒီလိုမျိုးပေါ့နော်ကျွန်တော်တို့အခုဆိုရှယ်မီဒီယာကဒီလိုမျိုးကြီးဖြစ်နေတာဆိုတော့လေဆိုလွတ်လွတ်လပ်လပ်နဲ့ပြောချင်တိုင်းပြောလို့ရတာလေဒီဆိုရှယ်မီဒီယာပေါ်မှာပဲရှိတာဟုတ်နော်အဲ့တော့လေကျွန်မကိုယ်တိုင်လည်း ပါတယ်ပြောတယ်ဆိုတဲ့အကြောင်းကြီးဟာအချက်နဲ့အလက်နဲ့အကျိုးအကြောင်းခိုင်ခိုင်မာမာနဲ့ပဲပြောဆိုဝေဖန်ပါတယ်လက်လွတ်စပယ်နဲ့သူများကိုလေပို့ဆိုပတ်ဆက်ဟာသူများကိုလက်လွတ်စပယ်နဲ့အာမပြောပါဘူးเนาะအဲ့လိုပဲကျမပြောတဲ့စကားလုံးတွေကိုပြန်ပြီးပြောဆိုဆွေးနွေးမယ်ဆိုလဲအချက်နဲ့အလက်နဲ့အကျိုးနဲ့အကြောင်းနဲ့ပြန်ပြီးဆွေးနွေးပါဆေးဆုံမိုင်းရိုင်းတာမျိုးတော့လက်သက်မခံဘူးเนาะဟုတ်ပြီလား